ငယ်ချင်းတို့အလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုးစားလိုက်ပါရယ်တနေ့နဲ့စပေးမန် Anime ကတော့ Sakamoto Day ရဲ့ Episode 5ထိပဲဖြစ်ပါရယ် OB Crew နဲ့လူရဲတိုက်ပွဲကလည်းပြင်းထန်နေခဲ့ပြီး OB Crew ရဲ့ထူးချက်တွေကိုလူကရှောင်နေရပြီးပြန်တိုက်ခိုက်နေတာကြောင့်ရှင်းသွားခဲ့ကကလေးဆမ်မီတန်မာနဲ့လူရဲစတိုင်တွေကြောင့် OB Crew လည်းကျွေသွားခဲ့တယ်တပတ်မှာတော့ပုံမှန်သွားတဲ့စာကမူတို့ကြောင့်ဝိုင်းလန်အောင်းနေခဲ့ပြီးပိန်သွားလည်းမထူးဘူးနော်အခုလောက်ဆိုရင်မင်းရဲ့မိသားစုလည်းလက်နေလောက်ပြီးကွာအေးဆေးပါငါရဲ့လူတွေကိုယုံနယ်လေ ရုတ်တရက်ဆက်ကမူတိုကတိုက်ခိုက်လိုက်တာအကြောင်းဘွိုင်းလက်ခံလိုက်ရကလက်တီချင်းရှင်ထိုးပေမဲ့ဘွိုင်းရဲ့လက်အိတ်တွေပဲပျက်စီးသွားခဲ့တယ်ဝိုင်းပြလိုက်တဲ့ဘောလုံးတွေကိုလက်နဲ့ဖမ်းလိုက်ပြီးထိုးလိုက်တာကြောင့်ထိသွားခဲ့ပြီးအနားယူလိုက်တာတောင်ဘာလို့တံမာနေတာလဲမင်းကတံမာပါတယ်ဘွိုင်းငါလက်လူတွေကိုထိခိုက်အောင်လုပ်ဖို့အတွက်ခေါင်းကိုတုံးခဲမိတယ်အခုတော့ကိုချစ်ရတဲ့သူတွေကိုကောက်ွယ်ဖို့အတွက်ပဲအသုံးပြုမယ်အဲ့ဒါကငါရဲ့လက်ရှိတံမာမှုပဲ မင်းကတော့ကက်ဆရာကြီးပဲအာဝီတို့လည်းခုံထဲမှာနူလာကြပြီးအပြင်ကိုဘလို့ရောက်သွားလဲလို့ရှင်းကိုမေးကြည့်တော့အလုံးပင်ပန်းသွားလို့ခဏမင်းနေတာဖြစ်ကြောင်းဂျင်းထဲလိုက်ကစကောက်မိုရစီကိုတောင်းအောင်မယ်လို့ပြောပြီးလွတ်ထွက်လာခဲ့တယ်တဖက်ကဘွားကြီးလည်းတိုက်ပွဲကိုကျက်တန်းလိုက်ပြီးမင်းနိုင်ပါတယ်စကောက်မိုတိုငါတို့မင်းကိုထပ်မရှုပ်တော့ဘူးပေါက်စီငါခုပေးပါအဖက်မလောက်တာလားဟာစကောက်မဲ့ပုံပဲဟမ်စပီသားကြီးကျန်တာကအာဝီတို့အတွက် ိသားစုကိုရှက်ချစ်တာပဲကွာရှင်းလဲရောက်လာခဲ့ပြီဘလို့လုံးပိန်သွားတာလဲလှုပ်ရှားမှုတွေများသွားတယ်လေဆောက်ဆန်းကြီးဗျာဒါနဲ့စုချစ်ကိစ္စကိုဘလို့လုံးမှာလဲဒွန်နခိုင်းဘက်ကမင်းကိုဆက်လိုက်နေမှာနော်အာဝီကြားသွားတော့စကားမှုတူလဲအချောင်းဆုံကိုပြပြလိုက်ရပြီအမှန်တော့အဲ့ဒီစုချစ်ကိုလိုချင်လို့ဟင်မန်းတွေကစိုင်ကိုလာတိုက်နေကြတာဘာလို့အဲ့ဒီကိစ္စကိုဖွင့်ပြောတာလဲငါကမင်းတို့ကိုပျော်ရွှင်စေချင်ခဲ့တာလေနင်ကဘသူလဲငါနာမည်ကဘွိုင်းပရိုဟင်မန်တယောက်ပေါ့ ငါလင့်ကိုတပ်ဖို့လုပ်နေတာလေရှက်ပေးပါလားအေးပါမိသားစုစီးမြင့်နံပါတ်6ကမဖုံးခွဲထားရဘူးတဲ့အဲ့တော့ကိုကိစ္စကိုကိုဖြစ်ရှင်းပါစကားပြောပြီးတော့အဝေတို့လည်းပွဲကိုခန်းစားနေကြပြီဘာဆက်လုပ်မှလဲစကားမို့တူအလုံးအပ်တဲ့လူကိုရှင်းပြီးစူးကြီးကိစ္စကိုဖျက်သိမ်းခိုင်းရမယ်အေးငါတို့ boss ဆိုရင်တော့ကြည်အေးမအဆက်အသွယ်ရှိတော့တယ်ဒါဆိုရင်လည်းဒွန်းနှခိုင်းဘက်ကခမရဲ့ boss ကိုပြောကြည့်ပါလားသူ့ရဲ့တီနီယာကိုမသိဘူးလေကွာကဲငါတို့လစ်ပြီးနောက်မှတွေ့မှာစကားမို့တူဒါဆိုရင်လည်းလူစားတစ်ခုပဲရှိတော့တာပေါ့ နောက်နေ့မှာတော့ဆာကာမိုတိုလည်းဝါဒီဆွဲရင်ပြန်ဝလာခဲ့ကအခွေဆိုင်ကိုဝင်လိုက်ကြတယ်မြေအောင်လောကရဲ့အချက်လက်တွေကိုရုပ်ရှင်တွေအဖြစ်ပြောင်းလဲအောင်ချနေတဲ့ဆိုင်ဖြစ်ပြီးလူနာခိုင်းရုပ်ရထားတဲ့ရုပ်ရှင်တစ်ခုကိုချိလိုက်ကြကရုပ်ရှင်ထဲကအကြောင်းအရာတွေကိုရှင်းကလိုက်မှတ်ထားလိုက်တယ်ဂျပန်နိုင်ငံရဲ့နမကြီးဒရိုက်တာခနာကူရီရဲ့လက်ရဖြစ်တဲ့အကြောင်းလူလဲဟတ်ထိနေပြီးဝင်ရှင်းတော့ဆိုင်ရှင်ကမြေအောင်လောကထဲကိုပြန်ဝင်ရင်ပိုပြီးတရီထားဖို့လိုကြောင်းနဲ့မင်းတီးရဲ့လူဟောင်းတယောက်ကအဲ့ဒီကိစ္စမှာပါနေကြောင်းအသိပေးလိုက်တယ်တဖက်မှာတော့ဖတီးကိုတွေ့ခဲ့လာနာကူမိုဆာကာမိုတိုလာမတွေ့ရတော့ကြပါလေ။လာချင်းထဲမနေနဲ့တေးချင်းလို့လား။ စိတ်ရှော့ဆမ်းမှာဟီယိုခဏနေလူကြီးမရောက်လာတော့မယ်ဟီယိုကဓာတ်ကျွေးလိုက်တာကြောင့်ခင်းနဲ့ကလိုက်ပြီးဒီဘဲတွေကငါစားရည်နော်ဥစာရာကီအဲ့ဒီဟင်းကိုစက်မစားသင့်ဘူးရှိရှိပါဟင်းထဲမှာချက်သွင်နေပါနေလို့ဘဲကြီးလဲတင်းပြီးရှက်ကိုကျွေးလိုက်တယ်မင်္ဂလာပါငါက GA က ERA ပါအော်ဒါရဲ့လူကြီးမင်းတွေကိုတွေ့ရတာဝမ်းသာပါတယ်လျှောက်ချန်သေးတယ်မလား ERA လဲ GA ကဟင်းမန်းတွေတယောက်ပြီးတယောက်လက်နေတာကြောင့်အဲ့ဒီကိစ္စကိုဖြေရှင်းပေးဖို့တောင်းဆိုလိုက်တယ်ရှင်းလို့လဲ ူးရှင်တဲ့ကအတိုင်းလူနံခိုင်းရဲ့ဌာနချုပ်ကိုရောက်လာကြကအထဲကိုခိုးဝင်ပြီးအဆောင်တွေကိုတထက်ချင်းစီရှင်းပြလိုက်ကြတယ်။ဘော့ဆီအခန်းကိုရောက်တော့အဆောင်တွေနဲ့လက်နေပြီးထိုင်နေတဲ့နှခုမှုကိုတွေ့လိုက်ရကဘာလို့ဒီကိုကြောင်းနေတာလဲ။လူနံခိုင်းရဲ့ boss နဲ့လူကြီးပိုင်းတွေကိုရှော့လိုက်မိပြီးမင်းကိုလည်းရှော့ရမယ်ဆာကာမိုတိုရှင်းကိုပြေးထိုးလိုက်တာနောက်မှအယုဒ္ဓဖြစ်နေတာကိုတီးသွားလို့ဝိုင်းချွေးလိုက်ကြတယ်။အရှင်လာတွေက GAA နဲ့နီဆန်နဲ့ဟစ်မန်နဲ့တက်ခတ်နေရပြီးအခင်းဖြစ်တဲ့နေရာမှာချစ်ချစ်ကအမတ်သားတွေထားခဲ့တာကြောင့်အမတ်သားတွေက GAA ကိုအတတိပေးနေတာဖြစ်က သူတို့ကတော့ ace ဒါမှမဟုတ် slash လို့ခေါ်ကြောင်းရှင်းပြရတယ်။ ဆဘီရှင်းတို့က order အဖွဲ့အကြောင်းကိုမသိသေးလို့ order အဖွဲ့ဆိုတာက GAA အောက်ကအထူးတပ်ဖွဲ့တစ်ခုဖြစ်ပြီးအကျဉ်းဆုံးဟစ်မန်တွေကိုရှင်းပြရကကြီးစားလောကရဲ့မျှချီကိုထိန်းသိမ်းပေးနေရတဲ့အဖွဲ့ပဲဖြစ်တယ်။ဆကမိုတို့လည်းအရင်က order ရဲ့လူခေါင်းဖြစ်တာကြောင့် slack ကိုတတိထားဖို့ပြောလိုက်ပြီးနာဂူမိုလည်းတွားခဲ့တယ်။နေရတစ်ခုမှာတော့ Bearway ကဟစ်မန်တွေကိုရှင်းပြလိုက်ပြီး Ace ပုံစံအမှတ်အသားတစ်ခုကိုနည်းပေါ်မှာယူဆွေးနေခဲ့တယ်။မနေ့ကျတော့ဆကမိုတို့ကိုပြင်းမို့လာတဲ့ဘဲကြီးတွေကိုဟာနာကပြင်းပေးလိုက်ပြီးအဲ့ဒီလူတွေကို plaster ပြန်ကပ်ပေးလိုက်တယ်။ဆကမိုတို့လည်းရန်သူကဘာမှမသိလို့ကိုပါတာဒွတ်တာတွေကိုပြင်ဆင်ထားဖို့ပြောတယ်။လူကတော့ တွေကင်းနေပြီးဇလုတ်ချန်တဲ့သူတွေကိုလည်းချွေးပေးလိုက်ကဆာကာမိုတိုတို့မိသားစုလည်းဟင်မန်းတွေကြောင့်တိုက်ပတ်နေခဲ့တဲ့အဆုံးထိရှိပေးခဲ့ကြတော့တငယ်ချင်းတို့အားလုံးကိုအထူးပဲရှိတင်ရှိပါတယ်